မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ2ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမှာရှိတဲ့တရုတ်ကောင်စစ်ဝင်းချုပ်ရုံးကိုတွားရလမ်းကိုလုံခြုံရေးကိုအကြောင်းပြချက်နဲ့မော်တော်ယာဉ်များစိုက်ကယ်များနဲ့လူများဖြတ်တန်းသွားလာခွင့်လုံးဝမပြုတော့ဘဲနဲ့24နာရီနေရောညပါပိတ်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့က November လ1ရက်နေ့ကစပြီးတော့မန္တလေးမှာရှိတဲ့တရုတ်ကောင်စစ်ဝင်းချုပ်ရုံးကိုတွားရလမ်းဖြစ်တဲ့83လမ်းမင်္ဂလာ1လမ်းကနေပြီးတော့သဇင်လမ်းအထိကိုနေရောညပါ ါလမ်းတွေခေတ္တယာယီပိတ်ပင်ထားတယ်လို့သိရပါတယ်တရုတ်ကောင်စစ်ဝင်ချုပ်ယုံသွားတဲ့လမ်းကိုမနေ့ကမနေ့ပိုင်းကစပြီးတော့ပိတ်လိုက်တယ်တိပ်ပံလမ်းကနေတောင်ဘက်83လမ်းကိုသွားတဲ့လမ်းတရနှစ်လမ်းအေလမ်းကနေ80လမ်းကအနောက်ဘက်ကိုဆင်းတဲ့လမ်းကိုစစ်ခွေးတွေအကုန်ပိတ်ထားတယ်စိုက်ပုတ်တွေလည်းချထားပါတယ်မန္တလေးအပြောရဆိုရင်တော့တောင်ဘက်108လမ်းနဲ့83လမ်းကနေပဲ Ocean Center ကိုဝင်လို့ရပါတယ်။ပိတ်ပန်လမ်းကနေ83လမ်းတောင်ဘက်ကိုတော့သွားလို့မရတော့ဘူး။အသွားလမ်းအပြန်လမ်းကိုပိတ်ပင်ထားပါတယ်။အရှိတ်ဘက်ကနေအနောက်ဘက်80လမ်းကဆပြီးတော့ဆက်သွားခွင့်ကိုပိတ်ထားပါတယ်လို့မန္တလေးဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။အော်တိုဘားလ18ရက်နေ့ညနေ4နာရီခွဲအချိန်မှာမန္တလေးမြို့ချမ်းမြသာစီမြို့နယ်အတွင်းမှာရှိတဲ့တရုတ်ကောင်စစ်ဝင်ချုပ်ရုံးကိုဘုံးနဲ့ပြစ်ခတ်ခံရပြီးတော့ပောက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဘုံးပောက်ကွဲမှုကြောင့်တရုတ်ကောင်စစ်ဝင်ချုပ်ရုံးနှစ်ထပ်ဆောင်ရဲ့ခေါင်းမိုးပောက်ကွဲမှုဖြစ်ပွားကခေါင်းမိုးရေတလျှောက်အနီးမှာရှိတယ်။ ုပ်ချုပ်အမိုးနှစ်ပေကပျက်စီးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီပြစ်ခတ်မှုအတွက်လက်တယ်တရားခံကိုဖော်ထုတ်ရန်တရုတ်အစိုးရကစစ်ကောင်စီကိုတောင်းဆိုခဲ့တယ်လို့သိရပါဗျ။ဒါပေမဲ့ဒီကနေ့နိုဝင်ဘာလ2ရက်နေ့ မန္တလေးတရုတ်ကောင်စစ်ဝင်ချုပ်ရုံပစ်ခတ်ခံရမှု15ရက်ကြာတဲ့အထိစစ်ကောင်စီကလက်တယ်ကိုမဖော်ထုတ်နိုင်သေးဘူးလို့သိရပါတယ်။ဒါအပြင်ရန်ကုန်တိုင်းဒဂုံမြို့နယ်အမတ်တပြည်တော်စုရိတ်သားလမ်းမှာရှိတဲ့တရုတ်တန်ယုံရဲ့ပတ်ပတ်လည်မှာလမ်းများပိတ်ဆို့ခြင်းတန်ဆူးချိုး berry gate များချထားခြင်းရဲကဲအသစ်များတိစောက်ခြင်းတို့ကိုလုံခြုံရေးတုံ့ပြန်ထားတယ်လို့သိရပါတယ်။တရုတ်တန်ယုံအနီးမှာ CCTV များပုံမတက်ဆင်ထားပြီးတော့စစ်ကောင်စီလက်အောက်ခံလုံခြုံရေးရဲတပ်ဖွဲ့ဝင်များကိုလည်းတုံ့ပြန်ချထားကြောင်းသိရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်မြန်မာဒေသရှင်မတ်စုမြတ်ထက်ကိုအာနာသိန်းစစ်ကောင်စီကရန်ကုန်တိုင်းမယန်းကုန်းမြို့နယ်စစ်ကြောရေးမှဆစ်ဆီးပြီးတဲ့နောက်တောင်ဝင်မြို့နယ်ရဲစခန်းမှာဆက်လက်ပြီးတော့ဖမ်းဆီးချုံနှောင်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့အော်တိုဘာလ9ရက်နေ့နေ့လယ်တနာရီမှာမတ်စုမြတ်ထက်ကိုရန်ကုန်တိုင်းတောင်ဝင်မြို့နယ်မှာရှိတဲ့နေအိမ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်၁၀ဦးခန့်ကဖမ်းဆီးသွားပြီးတဲ့နောက်မယန်းကုန်းမြို့နယ်ရှစ်မိုင်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းစစ်ကြောရေးမှာဆစ်ဆီးခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာမတ်စုမြတ်ထက်ကိုရန်ကုန်မြို့တောင်ဝင်မြို့နယ်ရဲစခန်းမှာဖမ်းဆီးချုံ ံအောင်ထားပြီးတော့၎င်းရဲ့ဖုန်းကိုလည်းနေပြည်တော်မှာဆက်လက်စစ်ဆေးမှုများပြုလုပ်နေကြောင်းမိသားစုနဲ့နီးစပ်သူတို့ကပြောပါရယ်မရန်ကုန်စစ်ကြောရေးမှာစစ်ဆေးခဲ့တယ်ပြီးတော့တောင်မွေရဲစခန်းကိုဒီရက်ပိုင်းမှာလွှဲလိုက်တယ်မဆုညတ်ထက်ကိုမရန်ကုန်စစ်ကြောရေးမှာတစ်ခေါက်ထပ်စစ်တယ်ပြီးတော့သူမရဲ့ဖုန်းကိုနေပြည်တော်ကိုယူပြီးတော့စစ်ဆေးနေတယ်လို့သိရတယ်တခြားကိစ္စတွေကိုတော့ထပ်မသိရသေးဘူးလို့ပြောပါရယ်ဒေသရှင်မဆုညတ်ထက်ကိုစစ်ကောင်စီကအကြမ်းဖက်မှုဥပဒေနဲ့အမှုဖွင့်ထားကြောင်းသိရတော့လဲဘာပုံမှန်နဲ့ ဘာကြောင့်အမှုဖွဲ့ခံရတယ်ဆိုတာကိုတော့တိကျသိရှိရခြင်းမရှိသေးကြောင်းမိသားစုနဲ့နှိဆက်သူများကပြောပါတယ်မဆုမြတ်ထက်ကိုဖမ်းဆီးပြီးတဲ့နောက်မှာ၎င်းရဲ့အိမ်ထဲကိုဝင်းမွေကဗန်းစာအုပ်များနဲ့တချို့သောစာရွက်စာတမ်းများကိုစစ်ကောင်စီတပ်ဖွဲ့ဝင်းများကသိမ်းဆီးသွားပြီးတော့သူမရဲ့လူမှုအကောင့်များကိုလည်းဝင်းရောက်ပြီးတော့ရှာဖွေစစ်ဆေးနေတယ်လို့သိရပါတယ်မဆုမြတ်ထက်ရဲ့မူပိုင်တချင်းတစ်ပုတ်ဖြစ်တဲ့တဘာဝရဲ့တောက်ခေါက်တန်းတချင်းကိုခွင့်ပြုချက်မရှိဘဲနဲ့တီးဆိုခဲ့တဲ့အဆိုတော်အမျိုးသမီးတအုပ်ကိုမဆုမြတ်ထက်ကမီဒီယာတချို့မှထုတ်ပြောဆိုပြီးတဲ့နောက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းသူမနဲ့နီးစပ်သူတို့ကပြောပါရယ်မဆုညက်ထက်ကသူမရဲ့မူပိုင်တခြင်းဖြစ်တဲ့တဘာဝရဲ့တောက်ခေါက်တန်းခြင်းကိုခွင့်ပြုချက်မယူဘဲနဲ့ဆိုတယ်အဲ့ဒါကိုမဆုကမီဒီယာတချို့မှာထုတ်ဖော်ပြောဆိုတာတွေရှိတယ်ခွင့်ပြုချက်မရှိဘဲနဲ့ဆိုတဲ့ဟိုဘက်ကအဆိုတော်အမျိုးသမီးကလည်းသူကခိုးယူပြီးတော့ဆိုတာမဟုတ်ဘူးဆိုပြီးတော့ညင်းတယ်အဲ့ဒီမှာခွင့်ပြုချက်မရှိဘဲနဲ့ဆိုတဲ့သူကတော်တော်ဒေါသထွက်သွားတာပေါ့အဲ့ဒီမှာနောက်ဆက်တွဲတွေဖြစ်သွားတာပါလို့ပြောဆိုထားပါရယ်ခွင့်ပြုချက်မယူဘဲနဲ့တီဆိုခဲ့တဲ့သူမရဲ့နောက်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့စစ်တပ်အရာရှိတအုပ်ဖြစ်နေပြီးတော့စုမြတ်ထက်ကိုဖမ်းဆီးမှုမှာပါဝင်ပတ်သက်မှုများရှိနေကြောင်းမဆုမြတ်ထက်ရဲ့လုပ်ဖော်ကိုင်ဖက်များကယုံကြည်နေကြပါတယ်။မဆုမြတ်ထက်ဟာပြည်ပမှာရှိတဲ့အဖွဲ့တစ်ခုရဲ့ Facebook လူမှုကွန်ရက်အကောင့်မှာ admin ဖြစ်နေခြင်းအဲ့ဒီလူမှုကွန်ရက်အကောင့်က မဆုမြတ်ထံကိုငွေကျပ်သိန်း၄၅၀၀လွှဲထားခြင်းအကြမ်းဖက်အဖွဲ့ကိုငွေကြေးထောက်ပံ့မှုရှိတယ်ဆိုတဲ့စတဲ့ဆွဆွဲခြင်းများဟာမှန်ကန်မှုမရှိကြောင်း၎င်းရဲ့လုံဖော်ကိုင်ပတ်များကပြောဆိုထားပါတယ်နောက်ထပ်မဆုမြတ်ထက်ရဲ့လုံဖော်ကိုင်ပတ်တဦးကဒီဆွဆွဲချက်တွေကအရန်ကိုပြင်းထန်ပါတယ်တစ်ဖက်တည်းလဲဆမ်းပါတယ်နောက်ပြီးတော့ခွင့်ပြုချက်မရှိဘဲနဲ့မူပိုင်တချင်းကိုဆူတဲ့လူကလည်းသဘောထားကြည့်ဖို့လိုပါတယ်မဆုမြတ်ထက်နဲ့အမြန်ဆုံးညှိနှိုင်းဖို့လိုပါတယ် ီးတော့မဆုမြတ်ထက်ကိုလွတ်ပေးဖို့လိုပါတယ်ဒီတချင်းကိုခွင့်ပြုချက်မရှိဘဲနဲ့ဆိုပြီးတဲ့နောက်ပိုင်းမှာမဆုကအဖမ်းခံရတာဖြစ်ပါတယ်ဒီပေါ်ကျွန်တော်တို့ကခွင့်ပြုချက်မရှိဘဲနဲ့တီဆိုခဲ့တဲ့အစိုးရအိမ်ပကြီးကိုပြောချင်တာပါလို့ပြောဆိုထားပါတယ်မူရင်းတေးဆိုမဆုမြတ်ထက်တို့ကိုတမီးအိမ်ပကြီးက ရေဘေးသင့်ပြည်သူများပြန်လည်ထူထောင်ရန်ရည်ရွယ်ပြီးတော့အဲ့ဒီဒေသချင်းကိုပြန်လည်တည်ဆို့ရမှာပိုင်ရှင်များရဲ့ခွင့်ပြုချက်ကိုမတောင်းခံမဲနဲ့တည်ဆို့ခဲ့တဲ့အတွက်ခွင့်လွှတ်ပေးပါရန်ဆိုပြီးတော့အစိုးရအင်ဒဂျီကလူမှုကွန်ရက်စာမျက်နှာမှာအော်တိုဘားလ၄ရက်နေ့ကရေးသားထားကြောင်းတရေရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတောင်တာမြို့နယ်တလိုင်းရက်ရွာသိရွာမှာရှိတဲ့ပြူစောတိစခန်းကိုဒေသခံကာကွယ်တပ်ဖွဲ့တွေကစီးနှင်းတိုက်ခတ်ခဲ့ပြီးတော့လက်နက်ခဲယမ်းတွေတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရွာထဲမှာရှိတဲ့ပြူစောတိခေါင်းဆောင်ကျော်မင်းထွန်းရဲ့အိမ်မှာအင်အား15ဦးလောက်နဲ့စခန်းချနေတဲ့ပြူစောတိအထိုင်စခန်းကိုနိုဝင်ဘာလ1ရက်နေ့မနက်3:00ခွဲမှာတိုက်ခတ်ခဲ့တာလို့ဆိုပါတယ်တော်လိုင်းအဖွဲ့တွေဝင်ရောက်ပစ်ခတ်တဲ့အချိန်မှာပြူစောတိတွေက တမိုင်လောက်ဝေးတဲ့ဝဲလောင်ရဲစခန်းကိုထွက်ပြေးသွားတယ်။စခန်းအရောက်မှာတနက်ပြစ်ဖောက်တန်းတွေကြားရတယ်။ပြူစောတိစခန်းဝင်စီးတဲ့အချိန်မှာသွေးခွက်တွေတွေ့ရတယ်လို့ပြည်သူလွတ်မြောက်ရေးတပ်မတော်အမတ်၈၁၅တပ်ဖွဲ့အနောက်မြောက်စစ်တေသအဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ်။တလိုင်းရက်ရွာမှာအင်ဂျီ300ကျော်ရှိပြီးတော့အဲ့ဒီပြူစောတိစခန်းဟာလွန်ခဲ့တဲ့နှစ်နှစ်ဝန်းကျင်ကတည်းကရှိနေတာလို့သိရပါတယ်။ထွက်ပြေးသွားတဲ့ပြူစောတိတွေထဲကတအုပ်ကတော့ပြေးရင်းနဲ့လမ်းမှာတိတ်ဆုံးခဲ့တယ်လို့သိရပြီးတော့သူနဲ့ပတ်သက်တဲ့အချက်လက်တွေကိုတော့စုံစမ်းနေသေးရှိတယ်လို့အဲ့ဒီတာဝန်ရှိသူကပြောပါတယ်။ဒါအပြင်စခန်းကိုဝင်ရောက်စီးနင်းတဲ့အချိန်မှာကာပိုင် point တလန် shotgun တလန် 7.62G 195တောင်းကာပိုင်ကြီး65တောင်း shotgun ကြီး38တောင်းလက်ပစ်ဘုံတလုံးကြီးကတစ်ထည် uniform နေနဲ့အတူငွေကျပ်35000ကိုတင်စီရမိခဲ့တယ်လို့ဆိုပါရယ်ကာကွယ်တပ်သားတွေပြန်ဆုတ်သွားပြီးတဲ့နောက်အဲ့ဒီနေ့မနက်၈နာရီလောက်မှာပြူစောတိတွေဟာထဏောင်းကုန်းရွာပြူစောတိတွေကိုပါခေါ်လာပြီးတော့လက်ရှိလူအင်အား30လောက်နဲ့တလိုင်းရက်ရွာမှာအထိုင်ပြန်ချနေတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းကြောက်ကြီးမြို့နယ်ရွာကြီးအင်းကျေးရွာထဲကျွန်းဖျားကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်သားများကိုတိုက်ခတ်ရာစစ်သား၁၀ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ၁ရက်နေ့မှာကြောက်ကြီးမြို့နယ်ရွာကြီးအင်းကျေးရွာထဲကျွန်းဖျားကိုဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ကတိုက်ခတ်ခဲ့ရာ အကြမ်းဖက်စစ်သား10ဦးတေဆုံးပြီး15ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကစစ်ကူများအဆက်မပြတ်ပို့ဆောင်ခဲ့ပြီးတော့ Jet Fighter နဲ့ပစ်ကူပေးခဲ့တော့လဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းစစ်ဒေသအမှတ်နဲ့စစ်ဒေသကွဲ P2 7803ရိုးမတက်စစ်ကြောင်းအထူးကွန်မန်ဒိုတိုက်ရဲ P2 9914ရိုးမနှစ်စစ်ကြောင်းဖြူပြည်သူကာကွယ်အဖွဲ့နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်သခိုင်းတိုင်းသခိုင်းမြို့နယ်စားတောင်မြို့မှာရှိတဲ့အကြမ်းဖက်စစ်သားနဲ့ပြူစော်တီများကို ဒရုန်းနဲ့ဘုံကျဲပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား၃ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ၁ရက်နေ့ညနေ9:30မိနစ်အချိန်ကစကိုင်းမြို့နယ်စားတောင်ရဲစခန်းကရဲတပ်ချုပ်နဲ့ညောင်ကုတ်တို့ရွာကပြူစောတိများဟာစားတောင်မြို့အထက်တန်းကျောင်းအတွင်းမှာအထိုင်းချတပ်ဆွဲပြီးတော့ဘောလုံးကန်နေတဲ့အချိန်ဒရုန်းနဲ့ဘုံသီးများကျဲချတိုက်ခိုက်ရာ အကြမ်းမဲ့စစ်သားနဲ့ပြူစောတီတုံးဦးထက်မနဲ့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စားတောင်ရဲစခန်းအထက်ကကြောင်းထဲမှာတပ်ဆွဲနေတဲ့စစ်ခွေးတွေကို drone နဲ့ဘုံကျဲခဲ့တာပါ။ဘုံဒီ၄လုံးကျဲချခဲ့တယ်။တစ်လုံးကမကွဲဘူး။တုံးဦးထက်မနဲ့ထိခိုက်ဒဏ်ရာရတယ်။တိမ်မတေတော့စုံစမ်းလို့မရသေးဘူး။လက်နဲ့ငယ်တွေနဲ့ပြန်ပစ်တာလည်းရှိတယ်။ကျွန်တော်တို့ရဲဘော်တွေအထိခိုက်မရှိခဲ့ပါဘူးလို့ Ryan Falcon Gorilla Force တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။အလားတူပဲစားတောင်ရဲစခန်းရှိမှပြည်သူများထံကနေပြီးတော့စက်ကြီးကောက်ငွေညက်အနိုင်ကျင့်နေတဲ့ရဲများကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အော်တိုဘားလာ26ရက်နေ့ည9:00နာရီခန့်ကလည်းစားတော်ရဲစခန်းကရဲများကင်းပတ်ထွက်လာတဲ့အချိန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုများကို Royal Falcon Guerrilla Force စားတော် Falcon Phoenix က Unicorn Guerrilla Force နဲ့စကိုင်းခရိုင်အမတ်ခွန်တိုက်ရဲတို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်မှာစမ်ဆဲတကြားဆက်ကိုစစ်ကောင်စီကလေရင်နဲ့ပုံကျဲချခဲ့ရာစစ်ရုံဝန်ထမ်း၄ဦးသေဆုံးပြီးစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ၁ရက်နေ့ညနေပိုင်းနဲ့နိုဝင်ဘာလ၂ရက်နေ့မနက်၃ည၃ည၅နာရီအချိန်နဲ့မနက်၁၇:၃၀မိနစ်အချိန်တို့မှာအကြမ်းဖက်စစ်ကောင်စီကနောင်ချုံမြို့နယ်အနောက်တောင်ချမ်းနယ်စမ်ဆဲတကြားဆက်ရုံတီနေရများကိုလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တကြားဆက်မှာ ဘုံပောက်ကွဲမှုကြောင့်ကြံကြိတ်လုပ်ငန်းခွင်ကစက်ရုံဝန်ထမ်း2ဦးနဲ့စက်ရုံလုံခြုံရေးဝန်ထမ်း2ဦးတို့တေဆုံးသွားတယ်လို့သိရပါဗျ။နောက်ချုံမြို့နယ်ဆမ်ဆဲတကြားဆက်အပေါ်ကိုဘုံကျဲတာမှာ၄ဦးတေဆုံးပါတယ်။စက်ရုံဝန်ထမ်းတွေပါရခင်ကဆမ်ဆဲစက်ရုံကိုပထမအကြိမ်စစ်လေရင်နဲ့ဘုံကျဲတော့က6ရောက်ပြတ်ဒဏ်ရာရရှိခဲ့တဲ့စက်ရုံဝန်ထမ်းအခုဒုတိယအကြိမ်ဘုံကျဲမှုမှာတေဆုံးသွားပါတယ်။ပေတာကစုစုပေါင်း၄ဦးဖြစ်ပါတယ်လို့ဒေသနေပြည်သူတို့ကပြောဆိုထားပါတယ်။လက်ရှိမှာစစ်ကောင်စီရဲ့စစ်လေရင်များကနောင်ချုံမြို့အပါအဝင်မြို့နယ်တစ်ခုလုံးမှာ ပတ်ပြီးတော့ပြန်ဝဲမှုများလေချောင်းတိုက်ခိုက်မှုများကိုဆက်လက်ပြီးတော့လှုပ်ဆောင်နေတယ်လို့သိရပါဗါးလေရင်တွေကလာဝဲနေတာပဲအရှိကဝဲလိုက်အနောက်ကဝဲလိုက်နဲ့လူတွေလည်းကြီးလန့်စားစားနေရတယ်လေရင်တန်ကြားရင်ညမနဲ့မရွေးရဲဘူးပြေးပြီးတော့ခိုးလုံနေရတာပဲလို့နောင်ချုံမြို့ကဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်နောင်ချုံမြို့ကိုအဓိကဘုံကျဲနေတယ်စစ်လေရင်များဟာမိထီလာရှမ်းတဲ့လေတဲ့နဲ့တရအူးလေတဲ့စခန်းများကတိုက်လေရင်များဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်နီမှာရှိတဲ့ဘလူးချောင်းလောပိတရေအားလျက်စစ်စက်ရုံများအပါအဝင်နိုင်ငံတော်မှာရှိတဲ့ရေအားလျက်စစ်စက်ရုံ၉ခုမလဲပတ်နိုင်တော့တဲ့အတွာတနိုင်ငံလုံးဓာတ်အားထုတ်လုပ်မှုအလို့လျော်နေနေပြီးတော့လျက်စစ်မီးများအချိန်ပိုကြာမြင့်စွာပြတ်တောက်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တင်ဘာလနဲ့အောက်တိုဘာလအတွင်းမှာဖြစ်ပေါ်ခဲ့တဲ့ရေကြီးရေလျှံမှုများကြောင့်ဘလူးချောင်းလောပိတရေအားလျက်စစ်စက်ရုံများရွှေလီရေအားလျက်စစ်ထုတ်စက်ရုံ ပေါလောင်ရေအားလျက်စစ်ထုတ်ဆက်ယုံများမှာရေအားလျက်စစ်ထုတ်လုပ်တဲ့ဆက်များရေဝင်ပျက်စီးခြင်းရေအားလျက်စစ်ထုတ်လုပ်ဆက်ယုံများမှာရေကြီးမှုများကြောင့်ပျက်စီးမှုများဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပျက်စီးမှုများကိုယခုချိန်ထိကိုမပြင်းစင်နိုင်သေးပဲရေအားလျက်စစ်ထုတ်လုပ်ရေးလုပ်ငန်းများရပ်နားထားရတယ်လို့သိရပါတယ်။ဘလူးချောင်းရေကြီးတော့လောပိတဘလူးချောင်းရေအားလျက်စစ်ထုတ်တဲ့ဆက်ယုံနေတဲ့အထိကိုရေဝင်တဲ့ ရေဝင်ကြီးတော့ရေဝင်ထားလို့စက်တွေအကုန်ပြက်ကုန်တယ်အဲ့ဒီလိုပဲအခြားရေအားလျက်စစ်ထုတ်တဲ့စက်ရုံတွေကလည်းတဘာဝဘေးအန္တရာယ်ဖြစ်တဲ့ရုတ်တရက်ရေကြီးမှုတွေကြောင့်ပျက်စီးမှုတွေအတော်များပါတယ်အဲ့ဒါကြောင့်စက်ရုံတွေကစက်အပြည့်မလဲနိုင်သလိုရေအားကလျက်စစ်အပြည့်မထုတ်နိုင်ဘူးပုံမှန်မိုးရင်းကာလဆယ်မှာရေရရင်ရေအားလျက်စစ်ပိုတိုးထွက်ပြီမယ်ဒီနှစ်တဘာဝဘေးကြောင့်ရေအားလျက်စစ်စက်ရုံတွေပျက်စီးမှုအများပြားကြုံနေရပါတယ်အရာတွေကိုပြင်ဆင်ဖို့ကလည်းအချိန်တော်အတွင်းမပြီးနိုင်ပြန်ဘူးတချို့ဆက်ပစ္စည်းတွေကိုလဲလှယ်ရမယ့်အခြေအနေမျိုးဖြစ်နေတော့ budget တင်ပြစောင့်ရတာမျိုးတွေကြောင့် process တွေကရှိနေတော့အလွဲတကူမပြေနိုင်သေးဘူး အလဲကျနဲ့အခုမီးထိန်ပေးနေပေမဲ့မီးပြတ်တာကတော့အချိန်ပိုကြပါလိမ့်မယ်လို့လျှက်စစ်ဝင်ကြီးဌာနကသတင်းရင်းမြစ်ကရှင်းပြထားပါတယ်လက်ရှိတနိုင်ငံလုံးမှာပြည်သူများကို၄နာရီမီးပေး၄နာရီမီးဖြတ်စနစ်ကိုကျင့်သုံးနေပြီးတော့စက်မှုဇုံများမှာတော့တရက်ကို၄နာရီသာမီးပေးတော့တယ်လို့သိရပါတယ်အခုလိုမျိုးလျှက်စစ်ဓာတ်အားရှော့ချပေးနေတော့လေရရှိနေတဲ့ဓာတ်အားများဟာအလွန်နှဲပါနေတဲ့အတွက်လာမယ့်ရက်ပိုင်းအတွင်းမှာမီးပြတ်တောက်မှုများအချိန်နေပုံပုံဆိုးဝါးလာနိုင်တယ်လို့သိရပါတယ် တနိုင်ငံလုံးတရက်ကိုလျှက်စစ်ဓာတ်အားလိုအပ်ချက်9443မဂါဝက်ရှိနေပြီးတော့လက်ရှိမှာတရက်ကို2500မဂါဝက်ဝန်းကျင်သာထုတ်လုပ်နိုင်တယ်လို့သိရပါတယ်တနိုင်ငံလုံးလျှက်စစ်ဓာတ်အားလိုအပ်ချက်ရဲ့46ရာခိုင်နှုန်းကိုသာဓာတ်အားထုတ်လုပ်နိုင်ကြောင်းတင်ပြရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ